အမေရိကန်လုတ်တဝဲပြစ် Tomahawk Cruise တုံးကြီးတွေထောက်ပံ့ပေးဖို့ယူကရိန်းရဲ့တောင်းဆိုမှုကိုသမ္မတ Donald Trump ကအလေးနဲ့စဉ်းစားနေကြောင်းအမေရိကန်ဒုသမ္မတ James David Vance ကပြောပါရယ် Tomahawk တုံးကြီးတွေဟာရုရှားပိုင်နဲ့အတွင်းပိုင်းကမြို့တွေထဲတည်တိုက်ခိုက်ရမှာအသုံးဝင်နိုင်တဲ့အတွက်ရုရှားရဲ့စစ်လက်နက်ထုတ်လုပ်မှုကိုထီထီရောက်ရောက်ရှော့ချနိုင်ဖို့အကူအညီဖြစ်စေမယ်လို့ယူကရိန်းကအကြောင်းပြထားတာပါ Vance ကသမ္မတ Trump ဟာခုကိစ္စနဲ့ပတ်သက်ပြီးအလေးနဲ့စဉ်းစားနေပေမဲ့ အပိသက်ဆုံးဖြတ်ချက်တော့မချရသေးဘူးလို့ဆိုပါရယ်ယူကရိန်း2ကာကွယ်ရေးဝန်ကြီး Ivan Hagri လို့ကလည်းတကယ်လို့ရုရှားအတွက်ဇယိစကအရန်အကုန်ချများအောင်ယူကရိန်းကထိုးနှက်နိုင်မယ်ဆိုရင်စစ်ရဲစဲရင်ညှိနှိုင်းမှုတွေအများဆုံးအကောင့်ထဲပေါ်လာဖို့တွန်းအားဖြစ်စေလိမ့်မယ်လို့ထောက်ပြခဲ့ပါရယ်ရုရှားအစိုးရရုံးဆိုင်ရာ Kremlin နန်းတော်ရဲ့ပြောရေးဆိုခွင့်ရာအရာရှိ Dmitry Peskov ကတော့ယူကရိန်းအပေါ်ရုရှားရဲ့စစ်စင်ရေးလမ်းကြောင်းကိုပြောင်းလဲသွားစေမယ့်ဘယ်လိုလမ်းကြောင်းမျိုးမှရှိနိုင်မှာမဟုတ်ဘူးလို့ပြောထားပါရယ် အဆင့်အမြင့်ဆုံး Tomahawk ဒုံးကျည်တွေဟာမိုင်1500လောက်ထိခရီးပအောင် ပြန်တန်းနိုင်ပါတယ်။အထိပယ်ကတော့အဲ့ဒီဒုံးကျည်တွေသာရှိနေရင်ယူကရိန်းကမော်စကိုမြို့တော်ထိလက်လန်းမီတဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်နိုင်မှာပါ။ Vance က Trump အနေနဲ့ယူကရိန်းအတွက်အဲ့ဒီဒုံးကျည်တွေပေးမပေးဆိုတာကိုတိတိကျကျထုတ်မပြောပေမဲ့ယူကရိန်းနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် Keith Garlock ကတော့သမဒဟာအမေရိကန်စစ်လက်နက်တွေအသုံးပြုပြီးရုရှားပိုင်တဲ့အတွင်းပိုင်းထိယူကရိန်းကိုတိုက်ခိုက်ဖို့ခွင့်ပြုထားပြီးဖြစ်တယ်လို့ဆိုပါတယ် ဖန်စ်နဲ့ကာလော့တိုစီကမှတ်ချက်စကားတွေဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရရဲ့မူဝါဒပိုင်းမှာတိတာတဲ့ပြောင်းလဲမှုတွေရှိလာကြောင်းပိုပြီးပြည်ပြင်းလာစေပါတယ်။သမ္မတထရမ့်ဟာယူကရိန်းအနေနဲ့စစ်ပွဲကိုရပ်ဆိုင်းနိုင်ဖို့အတွက်နယ်မြေတချို့ကိုလက်လွတ်ဆုံးရှုံးရလိမ့်မယ်လို့အစင်တဆိုင်ပြောဆိုနေကြတာကနေပြီးခဲ့တဲ့သတင်းပတ်မှာတော့ယူကရိန်းဟာစစ်ပွဲမတိုင်ခင်ကပိုင်ဆိုင်ထားတဲ့ area အားလုံးကိုပြန်လည်ရရှိပြီးစစ်ကိုအဆုံးသတ်နိုင်ခြင်းမျိုးရှိလာကြောင်းပြောင်းလဲမှတ်ချက်ပေးခဲ့ပါတယ်ရှင်။